ဒီနေ့ကတော့အားလုံးကိုအဲဘန်ကောက်ရဲ့ train market ပေါ့နော်အရင်နာမည်ကြီးရဲ့ train market ကိုသွားလိုက်ပြီးတော့စူးစားချင်တာလေးတွေတက်ဆောက်မှာပဲဖြစ်ပါတယ်တခါမှမ try ဘူးသေးတယ်ဒီပစုံခုံဆွာတို့ဒီ horseshoe crab ပေါ့နော်အဲ့ဒါလေးလေ try ခဲ့တယ်ဆိုတော့အဆုံနဲ့တူတူ video လေးကိုအဆုံးထိလိုက်ကြည့်ပေးပါဦးနော် ဲဆိုတော့ကအခုစပြီးတော့သူတို့သွားနေပေါ့နော်ဒါဆိုအဘန်ကကိုရောက်ရောက်ချင်းမှာသွားလဲတာပါဆိုတော့ train market ကိုအဝင်မှာဒီလိုစိုင်းတန်းလေးတွေအများကြီးရှိရဲ့အဲ့ဒါကိုမှအဲ့ဒီထိတ်မှာပေါ့နော်အဲ့ဒီဝင်ဝင်ချင်းထိတ်မှာဒီလိုမျိုး blind box ရောင်းတဲ့အယုတ်ဆိုင်လေးရှိရပေါ့နော်အဲ့ဆိုင်မှာလေးစုလိုချင်နေတဲ့ဟာလေးကိုသူတွေ့ရဲ့အဲ့ဟာလေးကရင်းဈေးသက်တာပေါ့နော်ရန်ကုန်မှာရောင်းနေရတဲ့ထက်ဆိုင်အများကြီးဈေးသက်တာတော့ဈေးတပူးဝယ်ခဲ့ပါတယ်စုလိုချင်နေတဲ့ဟာတော်လည်းတပူးဝယ်ကြတယ်ဆို စီးတစ်ခုလုံးပါလေဒီလိုအစားအသောက်တွေလုံးဝ dessert တွေ main dish အကုန်လုံးပေါ့နော်အများကြီးအများကြီးဟိုမှာစီးတတ်တတ်တတ်နဲ့ရောင်းနေပြီးတော့တော်တော်လေး item စုံနေပေါ့နော်ဒီဆိုင်ဆိုရင်တို့ကစက်တချင်ဝတ်တချင်အဲ့လိုမျိုးပုံစံမျိုးလေးရောင်းတာပေါ့နော်ဒါမဲ့လေအရင်စားလို့ကောင်းတယ်အဲ့ဒီဝတ်သားချောင်းကျော်ဆိုလဲတော်တော်လေးကောင်းတယ်ပေါ့နော်သူကအဲ့လိုမျိုးလူတို့ကြိတ်ပြီးတော့ဝယ်ရပြီးတော့သူကလေအာထမင်းလေးရောင်းနေပေါ့နော် ဆိုတော့ဆူရောဝတ်တချင်ကြီးဝယ်ခဲ့တယ်ဝယ်ပြီးတော့ဒီမှာရှိတဲ့အရန်ပေါ့နော်အရွက်တို့ sauce တို့ကကြတော့ကွက်ကိုကြိုက်တဲ့လောက်ထည့်ပြီးတော့ယူသွားလို့ရတယ်ပေါ့နော်အဲ့တော့ကွက်ကိုထည့်ရတဲ့သဘောကြီးကြပြီးတော့ပြုံနေရပါတော့။အဲ့တော့ sauce တွေလည်းအဲစုကြိုက်မထင်တဲ့ sauce တွေကိုရွေးပြီးတော့အဲထည့်ခဲ့ပါတော့။ဆိုတော့ sauce မှာလည်းသူက၃မျိုးပေးထားတယ်။လုံးဝအရင်ကျဲကျဲရှိရယ်ပြီးတော့အလုံးဟိုပြပြလေးလောက်ထားတဲ့ဟာ၂မျိုးလောက်ရှိရပါတော့။ ဆိုတော့အဲ့ဟာတမျိုးပဲအလျားဟာလေးကိုပဲယူခဲ့ရ ခဲ့ပြီးတော့ horseshoe crab ပေါ့နော်အမှသူတို့ barbecue လုပ်ထားပြီးသားဟာအဲ့ဒါလေးဝေးလာတယ်။ပြီးတော့ဒီမှာပစုံခုံဆွပေါ့နော်။သူကတပွဲကိုဘတ်60ပေးရတယ်။ဘတ်60ဆိုတော့မှန်ငွေနဲ့ဆို8000ဝန်းကျင်တော့ရှိမယ်ပေါ့နော်။ဆိုတော့အဲ့ဟာလေးကိုစူဆိုင်မှာပဲတငယ်ချင်းတွေကိုစောင့်နေရင်းနဲ့ပေါ့နော်။တခါလေးအဲထိုင်ပြီးတော့စားလိုက်ပါတယ်။ဆိုတော့ဒါစုပထမတစ်ခါလာတော့ကလေ try ဘူးရတယ်။ဒါပေမဲ့ဒီဆိုင်ကတော့မဟုတ်ဘူးပေါ့နော်။အဲပထမတစ်ခါစားတော့ကလေကောင်းနေ။အဲအခုဒုတိယတစ်ခါစားမယ့်ဟာပေါ့နော်။ဒီဟာကလေတော်တော်လေး fresh ဖြစ်ပြီးတော့စားလို့ကောင်းပါ ါရဲ့အကုန်လုံးကတော့ဝိုင်းကြည့်နေအောင်ပေါ့နော်ဘာလို့ဆိုတော့အဲပစွန်ခုံစွာ exotic food ဖြစ်တဲ့အတွက်အဲသူတော်တော်များများတချို့ကကြောက်လဲမစားချဘူးပေါ့နော်ပြီးတော့ဒီကောင်ကရန်အကူတို့များရဲ့အစားအစာဆိုလဲဟုတ်တယ်ဘာလို့ဆိုတော့ तू ကလေရှင်နေတုံးဒီလို jumping ဖြစ်နေတဲ့အချိန်မဲစားလို့ကောင်းတာပေါ့နော်အဲ့လိုမဟုတ်ဆိုရင်အဲ့ပစွန်တွေကအဲ့လိုရေထွက်သွားပြီးတော့သူတို့နေထားတဲ့အစာပလာကြီးအငံတွေကလေ အပို့ပြီးတော့ငံသွားတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အဲ့တော့အဲသူကတော်တော်လေးတော့ငရေကြီးရဲ့အစားဆိုင်မှာပါတယ်ဒါပေမဲ့အစားလို့တော့တော်တော်ကြီးကောင်းတယ်စူးလာဆိုရင်သူ့အခွန်လေးတွေကတော့အလိုကြီးမစူးပါဘူးပေါ့နော်အဲ့တော့သူအစားတော့ကတော့အဲပထမ try ဘူးပဲမြေဒီကောင်လေးကပို့ပြီးနည်းနည်းလေးပို့ကြီးရေပေါ့နော်ကြီးရော try ရတာနည်းနည်းတော့လန့်နေဒါမဲ့လေစိုင်းနေပဲအကုန်လုံး share စားလိုက်တော့ကုန်သွားရေပေါ့နော် ပြီးရင်ဆိုင်မှာဒီလိုမျိုးအိတ်ဆိုင်တွေအဝတ်စားဆိုင်တွေဖနက်ဆိုင်တွေအများကြီးအများကြီးရှိပေါ့နော်ပြီးတော့အဆူဆော်ရင်လေးအဲတောက်လျှောက်အဲဆူရှိရေဆိုလဲအများကြီးပြတာဟိုးရင်တော့ဆူငငယ်စားရဲမုတ်တီပေါ့နော်အဲ့လိုမုတ်တီဆိုလဲတို့စီမှာအဲ့လိုမျိုးလေးရတယ်ဒါဆိုဒီဇတ်ပေါ့နော်ချိုးပွဲလေးအသီးလေးတွေ ဒါဆိုလည်းအဲ့လို one portion လေးတွေရောင်းတာပေါ့နော်အဲဒီမှာဒါကတော့မနေနိုင်တော့လို့ရေခဲမှုအရင်ကြိုက်တယ်ကျမဒီဟာတော့လုံးဝ skip မလုပ်နိုင်ဘူးအဲ့တော့ဒီမှာအဲရေခဲမှုကိုအဲလုံးဝကွာတော့တသေးလေး mini size လေးလောက်ထားပေါ့နော်ဆိုတော့အဲ့ဒါကဘတ်20လား30လားမသိပြရဲဆိုတော့အဲ့ဟာလေးကိုဒါဒီတပွဲကို9000ဆိုဈေးတော့နည်းနည်းများရပေါ့ဒါပေမဲ့လေချစ်စရာလေးဆိုတော့ဒါ flavor တစ်မျိုးစီဆိုတော့တငယ်ချင်းနဲ့လေ share စားရဲအဲကျန်တဲ့တငယ်ချင်းလေးကိုလေအကုန်လုံး share ပြီးတော့ဒီဟာလေးကိုစားလိုက်တယ်ပေါ့နော်ပြီးရင်ဒီဟာတွေကကြာတော့လေ तू ကဘာပေါ့နော် second ပြန်ရောင်းတဲ့ဖက်နက်တီပေါ့နော်ဆိုတော့ဒီမှာကလေအတုတွေလည်းရှိတယ်လို့အစစ်တွေကိုပြန်ရောင်းထားရလည်းရှိရဲဆိုတော့ဒီ trade market မှာပြန်ပြီးတော့ကိုကအဲ့လိုကွာအဲ brander မဟုတ်ဘဲ limited edition တွေပါရှာတတ်တယ်ဆိုရင်လည်းအဆင်ပြေရဲ့ပြေဒီဟာတော့သူ့တငယ်ချင်းကြိုက်တဲ့ဆိုင်ပေါ့နော်သူကအဲ့ဒီ barbecue ဆိုင်ပေါ့အဲ့ချိန်မှာတော့သူက beef ရှောင်းထားတော့ကြပါလေးနဲ့ပဲထင်ခဲ့ရပါတယ်။ဒီမှာအလိုမျိုးဝက်နိုင်ရောမီတောက်ဆိုတော့အလိုပွဲကြီးတွေရတော့ဒီလိုပွဲတွေမှာဆိုအရန်ကိုနာမည်ကြီးတယ်ပေါ့နော်။ပြန်ဒ uh, ီ train market မှာလေအဲဒီဟိုပါပေါ့နော်ညာဘက်ချမ်းမာရှိရဲ line ရဲ့အလေနာလောက်လေးမှာသူက ဒီဟိုပါလေဘတ်တာဘီယာပေါ့နော်ဘတ်တာဘီယာရောင်းတယ်သူကတော့အယ်ကိုဟောမပါဘူးဒါပေမဲ့ဆိုဒါနဲ့အဲဘတ်တာဆီရပ်နဲ့လောက်ထားဆိုတော်တော်လေးတောက်လို့ကောင်းတယ်ပေါ့နော်အဲလေးစတငယ်ချင်းတောက်တာပဲမှားတောက်တဲ့ဟာကို try ကြည့်ရင်းနဲ့တော်တော်လေးသဘောကျလို့အဲနည်းလေးကုန်းစင်ခဲ့ပါသေးရဲ့ဒါကတော့ထိုင်းနေမှာအများတန်းရောင်းတဲ့အခနုံအချိုပွဲလေးတွေပေါ့နော်ဒါဆိုရင်ကြတော့ဒါ look chop လို့ခေါ်တဲ့ ပဲနဲ့လှုပ်ထားတဲ့ရောင်စုံမုတ်လေးအဲ့ဒါလည်းမနေနိုင်လို့ဝယ်စားခဲ့ပါတယ်။ပြီးရင်ဒီလိုအယုတ်စကန်ရောင်နဲ့ဆိုင်နေတိုက်လည်းရှိတယ်။ပြထားအင်ဆက်တွေပေါ့နော်။ပြီးရင်ဒီမှာချိုပွဲတွေရောင်နဲ့ဆိုင်နေဒါကတော့လူချင်းတွေပေါ့နော်။ပြောင်းမှုတွေဆိုလည်းအဲ့လိုထောပန်းနဲ့กินတာမွှေးညာပဲ။သူမစားရဲသေးရတော့ဂူတီအကင်းမီခောက်တို့ကင်းချီများတို့တော့မစားရဲသေးဘူးပေါ့နော်ပင်ဒီဂျယ်လီတို့ထိုးဟာလေးတွေ ကဲဒါကတော့စုခုနဝယ်လာတဲ့ horseshoe crab ကိုစားမှလည်းဖြစ်ပါတယ်။ဆိုတော့ peanut ပေးထားတယ်ပဲမြေပဲပေါ့နော်ပြီးရင်သူ့ထဲမှာစားမယ် sauce ပါတယ်။ဒါကတော့တရက်ပြီးချစ်ထားပါပေါ့နော်။အဲ့ဒီမှာတရက်ပြီးတို့အာတွတ်တွန်ကြီးမုံလောင်ဦးညီတို့ပါတယ်ပေါ့နော်။ကဲဒါကတော့ဥအပြည့်နဲ့တော်တော်လေးတန်တယ်ဒီတစ်ခါကိုတရာဆိုတော့1200ပေါ့အခုဆိုရင်ပေါ့အဲ့ဒီတော့ကတော့1400လောက်ရှိမှာပေါ့နော်။ ဲ့တော့ဒီမှာဆိုရင်ဒါလုံးဝဥ၏အများကြီးပဲပေါ့နော် သူ့ရဲ့အရာသာလုံးဝစိတ်ရင်မျောလေးကျုပ်အနှစ်တသေးမမာလေးတွေကိုချက်ချင်းနိုင်နေတဲ့ကျုပ်လေးစားနေရတယ်လို့ပဲဒါမဲ့ तू က fishy တော့နည်းနည်းဖြစ်တယ်အဲ့တော့လေ sauce လေးနဲ့စားမှဘူးကောင်းတယ်ဒီတိုင်းစားရင်တော့နည်းနည်းညီရဲ့အထက်မှာပါတယ်ပေါ့နော်အမေဆူကတော့ပင်လယ်ဓာရီရဲ့ဒီပင်လယ်လိုမျိုးညှိတဲ့အနံ့မျိုးကိုခံနိုင်နေစားရတာလည်းအဆင်ပြေရဖြစ်တဲ့အတွက်အရင်ကြီးတော့အာ ဟိုအရင်ညှိရလို့မခံစားရဘူးပေါ့နော်။သူဒီဥလေးတွေကိုဒီတိုင်းအရင်ညှိကြည့်ရတော်တော်စားလို့ကောင်းတယ်။စိတ်စိတ်နေနေလीတော်တော်မိုက်တယ်။နည်းနည်းရညှိရဆိုရဆုနေနေပြောလိုက်တာပေါ့နော်။အဲ့အဟောစုကအချင်းလေးနဲ့ပြီးရင်သူ့ရဲ့အရက်သီးလေးတွေနဲ့မနေ့ကတော့ရိုးပြီးတော့အဲ့လိုမျိုးလေးဆလတ်လိုမျိုးတုပ်ပြီးစားရမှာပေါ့နော်အဲ့တော့ဆက်စားဦးချင်းစားရဆိုဘယ်လိုစားရမှန်းမသိတော့ဒီဥရဲကိုပဲအချင်းလေးလောင်းမြတ်တိုင်းစားလိုက်ပါတယ် ချိန်နဲ့ကြလုံးဝအရန်ကောင်းတော့ကောင်းကိုကိုကေထားရတဲ့ရတီလေးနဲ့မုံလောင်းညီလေးနဲ့အလိုမျိုးတွဲဆာပါတော့ချွချွချီချီစိမ့်စိမ့်အိုးရန်ကောင်းတာပဲပြောရင်းနဲ့အခုအဲ့ဒီလုံးနေနေတော့ပြန်ပြီးတော့ try ရှင်သွားပြီပေါ့နော် တကယ်တော့လေ edit လုပ်ရမှသီးလား edit လုပ်ရမယ့်ဟာတွေကိုလည်းမလုပ်ချင်တော့ပြင်သွားလို့စားတာကိုပဲဒီတိုင်း keep going ကြည့်လိုက်ပါတော့ရှင်။ကျမရဲ့မျက်လုံးကထူးဆန်းနေရမလား။ဒါပေါ်ကျမမျက်ကပ်မှန်တထားပါ။ကျမမျက်မှန်မသေးပါချင်လို့ပေါ့နော်။ဆိုတဲ့အခါကျတော့အခုကတော့မျက်ကပ်မှန်ချွတ်ပြီးွားတဲ့ရုပ်လေးဖြစ်ပါတယ်။ကဲအဆိုရင်အခုတော့အင်ပြန်ပါတော့မင်းအားလုံးပဲတတ။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်။ Bye ။